ပိုင်းလေးမှာတော့ကျွန်တော် indicator အကြောင်းလေးနည်းနည်းပြောမယ် indicator ထည့်တာပိတ်တာလေးပြောပြမယ်အဲ့တော့ indicator အကြောင်းမပြောရင်ကျွန်တော်တို့ဒီမှာ binance မှာဆိုလို့ရှိရင်ကနှစ်ပိုင်းရှိတယ်ပေါ့နော်ဒီမှာအရာလေးတွေ့လာမသိဘူးအဲ့အရာလေးကိုဖိပြီးတော့ကျွန်တော်တို့ကဒီလိုအပေါ်အောက်ဒီလိုဆွဲလိုက်လို့ရှိရင်ကျွန်တော်တို့နှစ်ပိုင်းဆိုတာကျွန်တော်တို့ဒီအပေါ်ကအပိုင်းကိုကျွန်တော်တို့က main ပေါ့အဓိကကျွန်တော်တို့ချက်တွေအဓိကချက်ပေါ့နော်ဒီပေါ်မှာကျွန်တော်တို့ဒီ trade လောက်တဲ့ချက်ကြီးကိုကြည့်တဲ့အဓိက main ဒီအောက်ကကျတော့ကျွန်တော်တို့ set ပေါ့နော်သူ့ရဲ့အပိုင်းစာလေးတခုအဲ့တော့ indicator မှာလည်းနှစ်ခုရှိတယ်အပေါ်မှာလည်း main indicator ရှိတယ်လို့အောက်မှာလည်း set indicator ဆိုတာရှိတယ်အဲ့တော့ကျွန်တော်တို့ဒီနှစ်ခုကိုထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခုဒီမှာရှိနေတဲ့ကနှစ်ခု ထည့်ထားတဲ့ဥစ္စာကိုကျွန်တော်တို့ဘယ်နာတော့ထည့်တာလဲဆိုရင်ဒီအပေါ်ဆုံးမှာရှိတဲ့ technical indicator ဆိုတာရှိတယ်။အဲ့ဒါကိုတစ်ချက်ဝင်ဝင်လို့ရှိရင်ဒီမှာ main indicator နဲ့ sub indicator ဆိုပြီးတော့နှစ်ခုရှိတယ်။ main indicator မှာကျွန်တော်တို့ဒီဘက်ဘယ်ဘက်ချမ်းမှာရှိတဲ့ဥစ္စာတွေ MA တို့ EMA တို့ bowling jar တို့အစရှိတဲ့ဥစ္စာတွေကိုကျွန်တော်တို့အမှန်ကြီးလေးချစ်လိုက်။ခုအမှန်ကြီးလေးဖြုတ်ထားရဲဆိုရင်ဒီဘက်မှာကျွန်တော်တို့ပျောက်သွားပြီးအမှန်ချစ်ပြန်ထည့်လိုက်ပြီးဆိုရင်ဒီဘက်မှာပေါ်လာ။အဲ့လိုမျိုးကျွန်တော်တို့ MA ဆိုတဲ့ moving average ရွေးပြီးပြီဆိုလို့ရှိရင်ဒီဘက်မှာကျွန်တော်တို့ MA ကနေချောင်းထည့်ကျင်တာရော ဒီမှာအားလုံးမှသူက10ခုလောက်ထည့်လို့ရတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာ MA ခုသူကတစ်ချောင်းနှစ်ချောင်းသုံးချောင်းထည့်တာလေဒါက original ကျွန်တော်ထပ်ထည့်ခြင်းလဲဆိုလဲထည့်လို့ရတယ်၄5ကျွန်တော်တို့ဒီမှာ number တွေပေးဖို့လိုတယ်ဒီထဲမှာကျွန်တော်တို့ထည့်ခြင်းတဲ့ moving average number တွေပေးပြီးရင်ကျွန်တော်တို့ဒီမှာ save ဆိုတဲ့ cloud ကိုနှိပ်လိုက် ကျွန်တော်တို့ကဒီမှာ moving average တွေဒီ moving average ကိုမတုံးချင်ဘူးပြောင်းချင်တယ်ဆိုလို့ရှင်လေဒီမှာ50တက်ရကျွန်တော်တို့အစားရှိတဲ့ဥစ္စာတွေပြောင်းလို့ရတယ်အဲ့လိုပဲ set indicator မှာလည်းဒီမှာကျွန်တော်တို့ volume indicator ပေါ်နေတယ် volume indicator ကိုဖြုတ်ချင်တယ်ဆိုလို့ရှင်ဒီဘက်မှာရှိတဲ့အမှန်ကလေးကိုဖြုတ်လိုက်အဲ့ဆိုလို့ရှင်ဒီမှာ volume indicator မရှိတော့ဘူးထည့်ရချင်တယ်ဆိုရင်ဒီမှာ volume indicator ထည့်လို့ရတယ်ဒီမှာလည်းတခြားကိုတုံးချင်တဲ့ indicator တွေထည့်လို့ရတယ် ဒါပြီးလို့ရှိရင်ကျွန်တော်တို့ save ဆိုတဲ့ cloud လေးကိုနှိပ်လိုက်လို့ရှိရင်ရပြီဒါကတော့ကျွန်တော်တို့သူ့ရဲ့ original ဥစ္စာအဲတကယ်ကြီးအဲ့လိုမဟုတ်ဘူးကျွန်တော်တို့တကယ်နိုင်ငံခြား channel တွေကနေပြီးတော့တချို့ BIB channel တွေကပေးတဲ့ indicator တွေရှိတယ်အဲ့လိုဟာတွေတုံးကျင်တယ်ဒါမှမဟုတ်လို့ရှိရင်ကိုကလည်း trading မှာ professional တယောက်ဖြစ်လာတယ်ဒါမှမဟုတ်လို့ရှိရင်ကိုကဒီ coding အကြောင်း coding အကြောင်းတွေလည်းနည်းနည်းပါးပါးကျွမ်းကျင်တယ်ဆိုဒီမှာကျွန်တော်တို့ code တွေနဲ့ indicator တွေရေးလို့ရပါတယ်အဲ့မှာမိမိရေးကျင်တဲ့ ပုံစံ indicator တွေထည့်ပြီးတော့ရေးလို့ရတယ်တချို့နိုင်ငံခြား channel BIM channel တွေမှာပေးတဲ့ indicator တွေကိုလည်းဒီထဲမှာထည့်ပြီးတော့သုံးလို့ရတယ်ပေါ့နော်ဒါကတော့အရင်အနေနဲ့ professional ဆန်သွားပြီပေါ့နော်အခုပုံမှန်ဒီ main indicator နဲ့ဒီ set indicator တွေမှာသုံးတဲ့ဥစ္စာလေးထည့်ပြထားတယ်အဲ့တော့ကျွန်တော်တို့အခုထည့်တဲ့ဥစ္စာလေးကကျွန်တော်တို့ဒီမှာမပေါ်ဘူး ပေါ်ကျင်နေဆိုလို့ရှိရင်ဒီမှာမျိုးလုံးပုံစံလေးရှိတယ် show ဆိုတာလေးကိုနှိပ်လိုက်အဲဆိုဒီမှာ indicator line လေးတွေပေါ်သွားတယ် indicator တန်မိုးတွေဒီဒီ shape မှာရှိတဲ့ indicator တန်မိုးတွေကိုကျွန်တော်တို့ကြည့်လို့ရရပါတော့အဲ့တော့သိကျင်တာရှိလဲဆိုလို့ရှိရင် comment မှာရေးခဲ့နောက်ပိုင်း indicator အကြောင်းလေးအသေးစိတ်ထပ်ပြီးတော့အဖွင့်ပိတ်လေးတွေပြောပြပေးမယ်အစင်